ပိတ်သက်များအလုံးမဲမင်္ဂလာပါရှင်ပိတ်သက်များအလုံးကိုကျမရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမ channel လေးကနေပရာလောကနဲ့စိတ်ဝင်စားဖေးအောင်ခမရဖြစ်ရဲ့စံကျဲဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးသူရင်းရင်ကျော်ရေးသားထားတဲ့ကန္နာယနှင်းစီဆိုတဲ့ဇလန်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဇလန်လီမစာတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလန်သစ်များစွာကိုမလွတ်တမ်းနာစေနိုင်ဖို့ဘေးနားအနိုဒီခေါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်လီကိုကိုယ်ပဲစတင်လိုက်ပါပြီ။ခလန်လမ်းမှာရှိတဲ့ဒနီးပင်တန်းလေးစီကနေဘုံငယ်ပြည်တန်းလေးတွေတွေကပြင်းစရာကောင်းပေါ်ထွက်လာနေ။မိုးနှံသေးတဲ့အနောက်တောင်လေးညင်းလေးကလည်းဝေးခါဝိုက်ကဆော့သွေးနေတာကြောင့်ချောင်းယူကလေးရဲ့ကန်းနှက်ဖက်ရှိလမှုပင်အပြိုပြန်းတွေက ၊လောက်ကရင်ကောင်၊နှဲကရင်ကောင်ကကြိုးစင်နေကြ යි ။ဘုတ်ဆိုတာအလကားမီရာတော့မဟုတ်ဘူး။ဒီရေတက်ချိန်မှာတက်ခါ၊ဒီရေကျချိန်မှာတက်ခါ။မမှန်ကြီး၊မိကျွေးလေးရှိတဲ့ငှက်တမျိုးပါ။သူတို့မြို့ဝကျုံမော်ဒေသကြီးရဲ့တောင်ဘက်ကြကြဒေသတွေမှာတော့ဒီရေအတက်ကြတနေ့ကို၄ချိန်တက်လေကျလေရှိတယ်။ဒီရေတက်ချိန်ကျချိန်ကတော့တစ်ချိန်နဲ့တစ်ချိန်၆နာရီချလေရှိစမြဲပဲ။ဒီတခါဘုံမီတန်ကရေကြချိန်မဟုတ်ဘူး။ရေတက်ချိန်ရောက်ပြီဆိုတော့ မဲအောင်တရောင်အရှိ60စီပြေးပြီးတော့မကြည့်ဘဲနဲ့အတက်တိပါတယ်မတိဘဲနေရောလားမနှက်စာမစားမီဆုံးခံဝင်ချိန်တုန်းကလေကြာရင်နဲ့အတူပေါ်လာတဲ့60တောင်ပြေးပြီးမှငမွေထိုးချိန်နေခဲ့တယ်မဟုတ်လားရလာတဲ့ငမွေထိုးတွေကိုဝါတန်ညက်နဲ့ညက်ပြီးတော့မိဖို့မှกินနေခဲ့တာအခုဆိုရင်တော့တထောင်ကျော်ကျော်ဝါတန်ညက်သုံးခုမှရှိတဲ့ငမွေထိုးတွေနေရလာပြီးအစီတဝင်းဝင်းနဲ့မွေးနဲ့ပင်ကြိုက်နေပါပြီအဲ့ဒီလိုကျွကျွရရလေးဖြစ်အောင်ကင်ထားတဲ့ ငမွေထူးခင်ကို ဖဲ့ပြီးတော့စားလိနဲ့တူကအစီဆက်ပြင်းပြင်းကလေးနဲ့မိနိုင်ရရင်ဖြင့်လောကကြီးကို မေ့လာအောင်စိတ်ရစ်သွားမှာပဲဒါပေမဲ့မဲအောင်တရားငမွေထူးခင်တုံးခုလေးကလက်ညိုးကတကောင်လောက်ကိုပဲဖဲ့ပြီးတော့မစားရက်ပါဘူးဒါတွေကတမင်းကလေးအတွက်ရည်ဝဲထားရလေပြီးတော့အင်းရှိတဆမ်းမိမှာလက်ချက်ကြီးနှစ်ကောင်ကင်ထားတာလေထိုးထားတာရှိသေးတယ်အင်းရှိကန်ဆာမှာစိုက်ထားတဲ့တမယာပင်ကလေးစီသွားပြီးတော့ မနုမီရဲ့တမယာဒီကလေးတလုံးကိုသွားခုလာပြီးတော့မိဖို့ပေးမှမေးထိုင်ချလိုက်တယ်။လက်ပီအိုစာဦးနဲ့စီပလင်းငန်းပြားကြီးပလင်းနေကြကအစီဆက်အရက်ပလင်းကိုလမ်းဆွဲပြီးတော့ဖော့ဆုပ်ကိုသွားဖြင့်ကြိုက်ပြီးဖွင့်လိုက်ပါတော့တယ်။ပစက်သေးအောင်ဖော့ဆုပ်ကိုမိဖို့ပေးဖို့ပေးထွေးထုတ်လိုက်ပြီးတော့တကြိုက်မောချလိုက်တယ်။အရက်ကပြင်းလာတာကြောင့်ခေါင်းကိုခါပြစ်လိုက်ပြီးတော့ကပုံစာလေးကတမယာဒီကိုထုတ်တယ်။ပြီးတော့ပစက်နဲ့ပဲကြိုက်ပြီးတော့ခွေးလိုက်တယ်။တချမ်းကိုဖုခလောက်လုပ်ထားတဲ့အုတ်ခဲပေါ်တင်နေ။ တချမ်းကိုတော့ရှူကနေမြအောင်စုံလိုက်တယ်။ပြီးမှစာအုပ်လေးကစားတက်တို့ယူပြီးတော့ရှာပေါ်မှာတင်လိုက်တယ်။ပြီးတော့နောက်ထပ်တစ်ခါမော်လိုက်ပြန်တယ်။ရေလည်းမလို့အမီးလည်းမလို့ဒါကတော့မဲအောင်ရဲ့အကျင့်ပဲ။ရီဝီဝီဖြစ်လာချိန်မှာတော့ဖင်ရွှေဖင်ရွှေနဲ့နောက်ပြန်ဆုတ်လာပြီးအိမ်လေးရဲ့ခပန်းပေါ်ခေါင်းတင်လိုက်ုံနဲ့တခေါက်ခေါက်အိပ်ပျော်သွားတာပဲ။တကယ်တမ်းပြောရရင်တော့မဲအောင်တယောက်အတိတ်ကိုပြန်မတွေးချင်ပါဘူး။သူ့အတိတ်ကလည်းတွေးချင်စရာမကောင်းလောက်ဘူး။ဒေါသထွက်စရာတွေစိတ်ပြက်စရာတွေကများပြီးတော့ ျော်စရာဆိုတာရွေးစီတချမ်းလောက်ပဲရှိခဲ့တာဖြစ်တယ်။မြို့ဝကျုံမဒေသကြီးကတော့ပြည်စဘာကြီးလို့တင်စားခေါ်ရလောက်ဆက်စဘာထွက်တဲ့ဒေသကြီးပါ။ဒါအပြင်ပြည်ငပိအိုးကြီးလို့တင်စားရလောက်အောင်လဲငပိငှချောက်ပစုံချောက်ငပိကောင်ငားငံမြားကြီးပြည်ငံမြားကြီးတို့ပေါများလာပါတယ်။ပြီးတော့လက်ညှိုးထိုးမလွဲပေါများလာတဲ့မြေချောင်းနေရာလေမြို့ဝကျုံမသားတွေကိုတဘာဝရေချိုရင်းမြစ်တွေဝေဝေဆာဆာပေါ့ရှံစွာပေးရမကပဲနဲ့လေတမ်းမန်မော်တော်တွေ တင်းမောတွေအတွက်လည်းအသက်သွေးကြောလမ်းမလမ်းတွေအဖြစ်အသုံးဝင်လာပါတယ်။ဒါကြောင့်လည်းဆက်စပါးထုတ်လုပ်သူလေယာကိုင်းကျိုးသမားတွေရှိကြသလိုမြေချောင်းအင်းအိုင်တို့မှာငါးပစုံတွေကိုဖမ်းဆီးပြီးတော့အသက်မွေးသူတွေလည်းရှိကြပါသေး။မဲအောင်လိုရွာလေးကတော့အင်ချေ90ကျော်များသာရှိပြီးတော့ရေလုံသားရွာကလေးပါ။ဘဝုံးပိတ်ငါးမြောင်းကွန်ပြည့်မြုံးထောင်ပိုက်မျိုးစားတဲ့အလုပ်တွေအပြင်တော့ငပီးတိတ်တောင်ငရဲ၆ခွေးတောင်ပစုံ၆လမ်းတောင် ငကြင်းချောက်ကြက်တင်ခြင်းလုပ်ငန်းတွေနဲ့အသက်မွေးကြသူတွေဟာများတယ်။မယောင်ငငယ်ကလေးကမိဘတွေဆုံးမသွားခဲ့တာကြောင့်ဦးလေးဝံခွဲတယောက်ရဲ့အိမ်မှာပဲခိုးကပ်ပြီးနေရင်းနဲ့ကြီးပြင်းခဲ့ရတယ်။ရှစ်တန်းရောက်ချိန်မှာတော့ကြောင်းထွက်ပြီးတော့ဦးလေးဖြစ်သူရဲ့ကုန်လီမှာပဲကင်ဖြစ်ခဲ့ရတယ်။လူကလည်း16နှစ်ကျော်လို့18နှစ်တည်းရောက်လာပြီ။ဘဝကြမ်းကြမ်းကမနာတဲ့ရှောက်လန်းခဲ့ရသူဖြစ်တော့ကိုကရကလည်းကြန့်ခိုင်ထွားကြိုင်းလာတယ်။မယောင်ရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့နေ့တစ်နေ့ရောမယောင်မမေ့နိုင်ပါဘူး။အိမ်ကြီးက တို့ရွာကိုတွေ့နေဘက်ကလာရဲတိုင်းပြောင်းပြန်ဆရာကြီးရောက်လာခဲ့တယ်။ဆရာကြီးကနေလဲပြီးတော့တိုင်းတင်ပေးနေတဲ့ဆရာကြီးပါ။တိုင်းတင်ရတဲ့ကာလကလည်းခုနှစ်ရက်သေးရင်ဒါကိုတဝိုင်းလိုခေါ်ပါရည်။တင်းနေကြီးကလည်းစေတနာအလျောက်ပေးနိုင်တာဆိုတော့မဲအောင်ကတူးလေးကိုခွင့်ပန်ပြီးတင်းနေတက်ဖြစ်ခဲ့တယ်။ဒါကိုမကြည့်တဲ့သူကတော့ဒေါ်လေးပေါ့။ဦးလေးဘက်ကတူးဆိုတော့သူနေကတော့တစိမ့်ပါပဲ။အင်းကအလုပ်တွေမလုပ်ရင်တော့ထမင်းမကျွေးနိုင်လို့ဆိုလာခဲ့တယ်။ ဦးလေးဖြစ်သူကလူအေးကြီးဆိုတော့မရလူကြခေါင်းညိတ်စမြဲပဲဒါပေမဲ့မဲရောက်တယောက်ရွာနေထွက်ခွာဖို့ဖြစ်လာခဲ့ရတယ်ခိုးကိုရမဲမိခုရမဲနဲ့ရီထဲမှာမျောပါနေတဲ့တနီးလက်ကလေးလိုဖြစ်နေတဲ့မဲရောက်ကိုတိုင်းဆရာကြီးကသားတပည့်ဖြစ်မွေးစားကခေါ်ဆောင်သွားခဲ့တော်တယ်မဲရောက်အသက်30လောက်အထိတော့ဆရာကြီးရဲ့လက်ထောက်တပည့်အဖြစ်နဲ့လက်တကာလေးပြီးတိုင်းတင်ပေးခဲ့တယ်မိဘတပည့်အကူထိုက်တဲ့ဆရာကြီးကိုတော့သူတက်နိုင်သမျှကျေးဇူးဆက်ခြင်းနဲ့ မကြီးယောဂာနဲ့ဆရာကြီးဆုံးမသွားတော့မယောက်တယောက်ခုတည်းရမရှိတော့ဘူး။တိုင်းဆရာတယောက်ရဲ့ဘဝဆင်းရဲချို့တဲ့လာပါလေ။ဒါပေမဲ့လူဆိုတာဝါသနာပါတဲ့အလုပ်ကိုလုပ်ရရင်တော့ဘဝကိုကျင့်နေနေစမြဲပါ။သူ့လိုပဲကုကေရမဲသူတယောက်ကိုလည်းသူမြင်တွေ့ခဲ့ရပါပြီ။ဒါကတော့ဆရာကြီးရဲ့တဦးတည်သောတမီးကလေးပါပဲ။ဖခင်ဆုံးမသွားတော့မယောက်ရဲ့လက်မောင်းကိုအာကိုတကြီးခိုးတွဲရင်းနဲ့ကြည်ခွဲဆုနှစ်စွာငိုကြွေးနေရှာတယ်။ယောက်ျားကောင်တယောက်ပြီးသားစွာနဲ့ လမလေးတယောက်လိုစောက်ရှောက်လာခဲ့တဲ့ပန်းကလေးပါဝိထုတွေရုပ်ရှင်တွေထဲမှာဆိုရင်တော့ဆရာကြီးကမတည်ခင်ငါသမီးလို့စောက်ရှောက်လိုက်ပါကွာအဲ့ဒီလိုမာချသွားခဲ့ပြီလေမင်းဒါမှမဟုတ်ရင်တော့သမီးလေးရဲ့လက်တစ်ဖက်နဲ့မယောင်ရဲ့လက်တစ်ဖက်ကိုဆွဲယူပြီးတော့လက်ထပ်ပေးပြီးမှအသက်ထွက်သွားခဲ့ပြီလေမင်းဒါပေမဲ့တကယ်ဘဝဆိုတာဝိထုမဟုတ်ရုပ်ရှင်ဇလန်လည်းမဟုတ်ချေဘူးဆရာကြီးတည်ဆုံးပြီးရက်လေနေမှာတော့တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ အနေထိုင်ခန့်နေကြရတယ်။ဆရာကြီးနဲ့ပေါင်းမှ၃ယောက်တည်းသာရှိတဲ့ဒီအိမ်ကလေးမှာတော့တွေးသားမတော်ဆက်ကြတဲ့သူတို့နှစ်ယောက်ဘယ်လိုနေထိုင်သွားကြရပါမလဲ။မေအောင်ကတော့သွားစရာမေးမရှိဘူး။တွေးသားစရာလည်းမရှိဘူး။ဆရာကြီးရဲ့တမီးလေးတင်တင်မီခင်ဗျာလေးဆွေမျိုးနီးစပ်ပေမရှိဘူး။အားကိုးစရာလည်းမရှိရှာဘူး။အဲ့ဒီလူနေပဲရဲရွာလူကြီးတွေရဲ့ဝိုင်းဝန်းစီမံချက်နဲ့မေအောင်နဲ့တင်တင်မီတို့ဘဝတစ်ခုထူထောင်ဖြစ်ခဲ့ကြတော့တယ်။ တွေ့ကြစရာမရှိသူတို့ထုံးစံအတိုင်းပဲမရောက်နဲ့တင်တယ်မီတို့နေရောက်ကောင်တအူးအပေါ်တအူးပို့ပြီးတော့တန်ရုံးစင်ရှိကြတယ်။ကျင်နာကြတယ်ချစ်ခင်ကြတယ်။နေရောက်ပေါင်းမှာတဘဝဆိုတဲ့စကားသူတို့နေရောက်တဲ့ရွေပြီးထားခဲ့လေသလားမသိဘူး။ဘဝဆိုတာခံမရခက်တော့ကန်ဆက်စရာရဲ့လက်ွက်တင်နေတာဖန်တီးတိဆောက်ထားတာဖြစ်လို့မကြခင်မှာပဲသူတို့တိလာကြရတော့တယ်။ဆရာကြီးရဲ့၆လပြည့်စွန့်တုပ်ပွဲမှာမရောက်နဲ့တင်တယ်မီတို့နေရောက် ရမီရဖာတွေမိစေတွေကိုအဲ့ခန့်နေကြမှာပဲရွာလေးကကာလာသားတတိုက်ကပြဿနာစတင်လာခဲ့တော့တယ်အလကားကောင်းပါကွာဆရာကြီးမတည်ခင်ကလေးကတင်တင်မေးကိုကြိတ်ကြံနေရကွာဆရာကြီးစီကပညာလိုချင်တယောင်ယောင်နဲ့တမီးကိုပိုးနေရဲ့ကောင်လက်ထောက်ဆရာတဲ့ဘာလက်ထောက်လေးကွာဒီကောင်တက်တက်လောက်တော့လူတိုင်းတက်တာပဲထီးရိတ်ခိုးပြီးအခက်ချိုးတဲ့ကောင်ဟေးဟေးရိတ်ခိုးပြီးအခက်ချိုးတယ်လို့တော့မပြောပါနဲ့ကွာသူခင်ဗျာတနာဆရာပါ ဒီကောက်အတွက်အကောင်းဆုံးစကားပုံကတည်ရီပေါ်အိတ်တည်ရီနာစားဆိုရင်မကောင်းဘူးလားတည်ရီနာစားတာဘာကောင်းလဲဆိုတာမင်းတို့သိတယ်နော်ဟာ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 အယံမမှုနေတင်တင်မိကိုတစ်ဖက်သက်ကြိုက်နေတယ်ကာလာသားတယောက်ကစားလိုက်တာနဲ့ယမိရဖာတွေကလည်းထိမနိုင်သိမရဖြစ်ပြီးမေယောင်ကအတန်တန်တောင်းပန်တော့လည်းမရဘူးဒီတော့ပြဿနာကြီးသည့်ထက်ကြီးလာခဲ့ရတယ်အိညာကတော့ပွဲသိမ့်မလာခဲ့ဘူးကာလာသားနှစ်ယောက်တည်တည်ရှင်တည်မတိနိုင်ဘူး တွေးလူလူနဲ့မယောင်တို့အင်းရှိလမ်းမပေါ်မှာမလုံးမရှက်ပင်မယောင်ဒီကုလုံးမှာလေတွေးဆက်တွေနဲ့တင်းတင်းမရတော့မယောင်ပကောမိပြီးတော့မြေကြီးတွေကြလိရပါပဲမယောင်ထောက်ကြနေစဉ်အတွင်တော့တစ်ခေါက်လားနှစ်ခေါက်လားတော့မသိဘူးတင်းတင်းမီထောင်းဝင်စားလားတွေးခဲ့တယ်သူတို့ကလည်းဝေးလံလာတဲ့အချင်းထောင်မှာပြမှုကြွေးပေးဆက်နေရတဲ့မယောင်ထံကိုတော့တင်းတင်းမီတယောက်လာမတွေ့နိုင်တာဘာမှမဆမ်းမအောင်ဆရာကြီးနဲ့မကင်းရမကင်းကြအောင် မိတ်ဆွေတို့ရဲ့အိမ်မှာမိခိုးနေရပြီးတော့ မယောင်ရင်ရှင်သွေးလေးကိုလည်းလွှဲထားရသေးတယ်မဟုတ်လားလွတ်လပ်တဲ့ဘဝနဲ့မယောင်ရွာကိုပြောင်းလာခဲ့ချိန်မှာတော့တင်တင်မီကစီးမချိုဆိုခဲ့ဘူးတင်တင်မီကောသမီးကလေးကသာအသက်၅နှစ်ကြာမှဘွားကလေးပေါ်လာတဲ့အဖေဖြစ်သူကိုမှုဝေမရေချိုဆိုရှာရင်သမီးကလေးမွေးပြီးလပိုင်းအတွင်းမှာပဲကွယ်လွန်သွားရှာတဲ့တင်တင်မီရဲ့မိဘုံလေးကိုအလွမ်းပြေနှုတ်ဆက်ပြီးတော့မယောင်တယောက်သမီးကလေးကိုလက်ကဆွေးရင်းတွေးရွေထွက်လာခဲ့တော့လေ ဘယ်ရက်ဘေးဒေတာစီခီးဆက်ရမေးဆိုတာတိတိကျကျမဆုံးဖြတ်နိုင်ပါဘူး။သူ့အတွက်ဒစိမ့်ဆန်လာတဲ့ဒီရက်ဒီရွာကနေအပီခွဲခွာဖို့ဆိုတော့ဆုံးဖြတ်ချက်ပိုင်ပိုင်ကြီးချခဲ့ပြီးပါပြီ။မြမကြီးအတွင်ထားအောင်ဆုံဆန်သွားလာနေကြတဲ့မော်တော်တွေတင်မောကြီးတွေကိုငင်းရင်းနဲ့တမီးကလေးရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားမိရင်တထိုင်းတိုင်းမြည်တမ်းပြီးပြီးတော့စက်ကုံဖွင့်ပေါင်းလာတဲ့ပဲ့ထောင်လေးမဲအောင်ရဲ့အိမ်ရှိရေစင်းတံတားမှာထိုးဆိုင်လာပြီးမဲအောင်မဲအောင်တငယ်ချင်း အတန်ပြေးကြီးနဲ့အော်ရင်တက်လာတဲ့စောဒူးရဲ့ခိုးတန်းကြောင့်မေးအောင်ဖြတ်ခနဲလှန့်နှိုးသွားတယ်။ဒါပေမဲ့အချင်းမူတူဖြစ်နေရကြောင်းဘသူမန်းတော့သိချာမသိဘူး။ဒါကြောင့်ဆက်မင်းနေလိုက်တယ်။ဟာဟိတ်ကောင်ခေါ်လိုက်ရတာကွာ။မေးရနေခင်းပတ်ကြီးအိတ်နေရကိုကွာ။မင်းနဲ့တွေ့ပြရမယ့်ဧည့်သည်ပါလာတယ်ဟိ။လူကိုယ်တိုင်းမြင်လိုက်ရတော့မှစောဒူးမန်းတည်သွားတယ်။မေးအောင်ကဘာကိစ္စများပါလဲလို့တွေးရင်အိတ်ရကထားတယ်။စောဒူးကမေးအောင်ရဲ့ငေးတငယ်ချင်း ။တရွာရင်းနေပြီးတော့တည်ရဲတောက်ခဲ့တဲ့သူတွေပြီးတော့မဲအောင်တယောက်သမီးလေးကိုလက်ဆွဲပြီးဝီရဲ့ရွာကိုညှို့ငယ်စွာပြန်လာခဲ့ချိန်မှာတော့တရွာလုံးကအချိန်နေမဲ့ထောင်ထွက်ကြီးမဲအောင်ကိုစည်းပေါ်ကြောပေါ်မလုပ်ဘဲရှောင်ခွာနေကြချိန်မှာအေးတူကိုခေါငင်းလက်တွဲကူညီခဲ့သူပဲဖြစ်ပါတယ်။ခြေတော်မရှိသောတရင်စကားသည် တနေ့လျင်မိုင်းတထောင်ခီးသွားသည်ဆိုတဲ့စကားပုံရှိရမဟုတ်လား။အခုလဲမဲအောင်ရဲ့မွေးရမြေမှာမဲအောင်ရဲ့တရင်တွေကပြန့်နေနေခဲ့ပြီ။ ငွေကအယုတ်ဆိုးသူကိုလာစေတယ်။အကြီးတန်းသူကိုချောစေတယ်။လူဆိုးတစ်ခုတောင်ငွေတစ်တိုင်းကြီးဖြင့်ကာစီဖုံးကွယ်ထားရင်တော့ဂုံတီးရရှိ လူကြီးလူကောင်ဖြစ်နိုင်တာလောကရဲ့ဓမ္မတာလူပင်ဆိုရတော့မယ်။မယောင်ကတော့ဂုံမရှိငွေမရှိရွာထဲမှာမျက်နှာပြမလာတာကြောင့်မယောင်ကဇော်ထူးရဲ့ကိုနီနဲ့ပဲဟောဒီချောင်းပြားလေးရှိဖုံးဆိုးတော့ကိုရှင်းပြီးတော့အပြောချံကြီးထောင်းပြီးတမီးလေးနဲ့နှစ်ယောက်တည်းဘဝကိုရင်ဆိုင်လာခဲ့တာနှစ်ပေါင်း၁၀စုကျော်ခဲ့ပြီ။စောထူးကလက်ကြောတင်းအောင်အလုပ်လုပ်ကြင်သူတော့မဟုတ်ဘူး။ ခုနှစ်အားနှင့်စိုက်ထုတ်လုပ်ခံရတဲ့လုပ်ငန်းဥတွေများတူရှောင်ရှားရင်ဒါပေမဲ့လူရည်လေအပေါင်းအသင်းတော်ဆန်နေခင်အောင်မအောင်ပြောဆိုတတ်တယ်အကွက်စီမြင့်တတ်တယ်အဲ့ဒီအရေးချင်းတွေကြောင့်ပဲကြွကြမို့မို့နေနိုင်နေတောက်တောက်ဆာဆာလူမင်းသားဖြစ်နေရောတယ်ရွာမှာအတီတကြနေသူတော့မဟုတ်ဘူးကိုကုန်ကိုချင်းအနဲ့တွာလာနေတတ်ပြီးတော့မယောင်နဲ့မတွေ့ရတာပင်တနည်းလောက်ရှိရောမေးခုတော့ပြင်ဘေကအဲ့တွေကိုခေါ်လာပြန်ပြီမသိဘူးအရှိ60မှာစိုက်ကထားတဲ့ပဲ့တောင်တွေမှာ လူသုံးယောက်ကိုတွေ့ရတယ်။ပုံမှန်တရံတွေကိုကြည့်ုံဖြင့်ဘယ်သူကဘာဆိုတာမေးအောင်တတိထားမိလိုက်တယ်။ပဲ့ချောင်းအလေးမှာတင်ပြူးဖြာချောကြီးကိုခင်းထားတယ်။အဲ့ဒီတင်ပြူးဖြာပေါ်မှာတော့ဂျမောင်းမီဂျာကင်နေကမျက်မှန်တွေကိုစင်ရင်ထားပြီးတော့လူတစ်ယောက်ကအခန်းသားထိုင်နေတယ်။သူရှိမှာတော့နိုင်ငံသားရဲ့ပလင်းနေစော်တာပလင်းနေရေခဲ့မှုအမီးပကံရေတံမှုတွေကိုမြင်ရတယ်။သူတို့အုပ်စုတွေမှာတော့အရေးပါအရာရောက်သူပဲဖြစ်နေမယ်။ကျန်နေရောက်ကတော့တပည့်လက်သားတွေဖြစ်နေမယ်။တက်ကွာမေအောင် ငါတို့ငားခန့်တွေစီသွားရင်လည်းစကားပြောကြရအောင်ပြောပြောပါပါတောင်းရင်ဆိုင်အပန်းဖြေရေမို့ကွာဇော်သူဟာပြောပြောဆူဆူနဲ့မရောက်ရဲ့လမောင်းကိုဆွဲပြီးပဲ့ချောင်မဆင်းနေဘာကိစ္စတွေပြောမှလဲဘာเจ้าနေရှိတယ်လဲဆိုတာမရောက်တိတိကျကျမသိရသေးခင်ပါပဲပဲ့ချောင်လေးကစက်ကုံတင်ပြီးတော့ချောင်းဝဘက်စီအချိန်နဲ့မောင်းထွက်လာခဲ့တယ်အစကတော့ဇော်သူရဲ့စကားကိုမရောက်မယုံချင်ပါဘူးလုံးရမယ့်အလုံးနဲ့ရရှိမယ့်လာဆောင်ကြီးကယုံစရာမရှိဘူး ဒါပေမဲ့ဇော်သူရဲ့ဆရာဖြစ်သူကိုယ်တိုင်ကတကယ်ကိုလိုလိုလားလားနဲ့လက်ကမ်းလာတဲ့အခါတော့မေယောင်ကြီးဟာခက်တယ်။မေယောင်ရဲ့အလုပ်ကထွေထွေထူးထူးတော့မဟုတ်ပါဘူး။နားကန်လုပ်သားတွေကိုအုပ်ချုပ်ရုံမှာပဲ။ကန်နေရငါးတွေကိုအစာကျေးဖို့ရေတွင်းရေထုံးလုပ်ဖို့ရေရဲ့ချင်းခံတက်တွေစစ်ဆေးဖို့လုပ်သားတွေကိုလားစာငွေချေရှင်းပေးဖို့ကန်ဖော်ဖို့ဈေးကွက်တင်ဖို့ငါးစာတွေအချိန်မီရောက်ရှိဖို့ဆိုတာတွေအတွက်တူတာဝန်နဲ့သူရှိပြီးသားပါ။ တာဝန်အသီးသီးကိုခွဲဝင်တာဝန်ပေးပြီးသားပါ။ပြောင်းလဲလာတဲ့အချိန်အခါအခြေအနေတွေအရတော့ရခင်ကဖြိုက်တော့ဝက်လာတော့ရင်းနဲ့ကွင်းကြီးတွေကလက်ရည်စင်းနဲ့ပြန်လိုက်သလိုပြောင်းလဲသွားကုန်ကြပါပြီ။ဘယ်နေရာစီကိုပဲလမ်းကြီးမျိုးမျိုးမြင်ရသမျှတခွင်တပြင်းလုံးကတော့မော်စရာရဲ့အင်းကွက်တူလိုပဲအကန့်အကန့်အကွက်အကွက်နဲ့ငါးမွေးမြူရေးကန်ကြီးတွေအဖြစ်ပြောင်းလဲခဲ့ပြီ။ဧကာပေါင်းရာကြီးပြီးတော့ကျေပြန်လာတဲ့ငါးမွေးကန်တွေကြားမှလည်းအဆောင်တဲလေးတွေ ကပြောပင်တန်းတလို့ပင်ပေါက်ပန်းဖြူပင်လေးတွေကကွင်းလီလေးရဲ့အချော့မြူကြောင်ဘညာတိမ်မီရိမ့်နှဲ့လျက်ပါပဲငါးခန်တို့ရဲ့ရေပြင်ပေါ်မှာတော့အစာကျွေးနေကြတဲ့လက်လော်လေးကလေးတွေကဟိုသွားထီသွားလူလာတုံခေါက်သွားနေကြတာကရက်ကန်လုံးကလေးတွေနဲ့ပင်တူနေတော့တယ်စောထူးနဲ့ငါးခန်တောင်ဝင်ခန်တို့ကတော့ပနက်ကလေးကဝေးစရာရှိရဲ့ဆိုပြီးပဲ့ချောင်းနဲ့ထွက်သွားကြတာအခုထက်တိပြတ်မရောက်သေးဘူးဒီကနေ့မင်းအောင်စောစောပြောင်းခြင်းနေ ဒါကြောင့်မလို့ငားခံဆောင်တွေကိုတာဝန်ကြီးကြီးဆောင်ဖို့ခေါ်ပြောထားပြီးပြီခတာငားခံလုံးကြုံရေးပဲဖြစ်တယ်ဤကပေါင်းများစွာကြေပြန်းနေငားခံတွေကိုချက်စီးုပ်ပတ်ပြီးကမထားနိုင်ဘူးဒါကြောင့်မလို့အဆောင်တွေအလစ်မှာငားခိုးသူတွေကကံတွေတွေကငားတွေကိုပိုင်းနဲ့ဆွဲလို့ဆွဲကိုနဲ့ပြစ်လို့ပြစ်ဖက်စီးလို့ရှိရင်ဒီလိုကိစ္စတွေမှာတော့အချို့သောငားခံအဆောင်တွေကလည်းသစ္စာဖောက်ပြီးပါဝင်လေးရှိရင်ငားခံအဆောင်တွေအစာကျွေးသူတွေနဲ့တာဝန်အသီးသီးယူထားကြသူတွေကောင် မယောင်တို့ဒေသရဲ့ရွာနေထိုင်သူတွေပဲဖြစ်တယ်။သူတို့အားလုံးကတော့မယောင်ကိုတော့လမ်းကြရှင်းကြတယ်။မယောင်ကမတရားမှုကိုတော့မကြိုက်ဘူး။တယောက်တည်းရှိခြင်းရှိပါစေ။အမတရားဘက်ကရက်ပြီးတော့အများကိုရင်ဆိုင်မှုသူဖြစ်တယ်။သူရှိမှမတရားတာတွေ့ရင်တော့ငါနဲ့မဆိုင်ဘူးလို့မနေတတ်ဘူး။ဖြစ်ခြင်းအဖြစ်ဝင်ပါတတ်တယ်။ပြီးတော့မယောင်ကတိုင်းဆရာလေးဖြစ်ထောင်ချဖူးသူလေးဖြစ်တော့ယုံကြရင်လေ။ဒါပေမဲ့လူသူမင်းကြီးရဲ့ချောင်းပြားမှာ တိမ်တဲနေပြီးတော့ခြံကြီးနဲ့စိုက်ထားတဲ့မရောင်ရင်ငပြောခြံကြီးကနေငပြောတခိုင်မပြောင်ဘူးခဲ့ဘူးဒါဟုတ်သေးရဲ့စောတူကလည်းသူ့ဆရာငားခံတာဝန်ခံကိုပြောပြီးတော့မရောင်ကငားခံအလုပ်သမားတွေရဲ့အထက်ကနေအုပ်ချုပ်ခိုင်းတာတာပဲဖြစ်တယ်မရောင်တာဝန်ယူနေတဲ့ဟူတဲ့တရင်ကပဝင်းချင်မှာအစစ်စစ်ပြတ်ပွားသွားပြီးကလေးကငားခံနေမှာငါးခိုးဖမ်းသူတွေမလာဘူးတော့အဆောင်နေတွေကတစ္ဆာမရှိသူတွေလည်းချိန်ချိန်သွားကြတယ်ဒါကြောင့်လေကေကျွန်တော်မပြောဘူးလား ကျွန်တော်တငယ်ချင်းမဲရောက်နမဲကြရနဲ့မိတည်ပါတယ်ဆိုတာလေမဲရောက်အတွက်တော့တာဝန်ခံကြီးကလိုအားကလေးပူပူတာတာချီးမြှင့်ပေးဖို့ပါပဲအဲ့ဒီလိုစောထူကတငယ်ချင်းအတွက်ထောက်ခံပေးလိမ့်ရှိရင်မဲရောက်ကိုငားခဲတာဝန်ခံရဲ့ရုံးမှထားပြီးတော့သူတို့နှစ်ယောက်ကတော့ခြေဆက်ကြဖြတ်နေလိမ့်ရှိရင်အရင်တုန်းကတောရဲလောက်သာအနိုင်နိုင်တော့ဖို့စူးစမ်းနေရတဲ့မဲရောက်ကအခုတော့ဖြင့်ပြည်တွင်းဖြင့်ဝီစကီတွေကအရှံပဲပဲ တခါတည်းမှာတော့တာဝန်ခံကြီးကစေတနာကောင်းစွာဖြင့်ပြီးတယ်။တစိမ့်ပတ်အနက်အနီစားတဲ့နိုင်ငံသားဖြစ်ဝီစကီတွေလည်းမိမဲနိုင်သေးတယ်။ပြီးတော့မြို့မှာသွားပြီးဆက်ချုပ်ပညာသင်နေတဲ့သမီးကလေးအတွက်လည်းလူလေးသိမရှိ ထောက်ပံ့နိုင်ခဲ့တယ်။သမီးကလေးကျွမ်းကျင်သွားပြီဆိုရင်တော့ကျုပ်ဆက်လေး၅လုံးလောက်နဲ့အထည်ကျုပ်ဆိုင်ဒီဇိုင်းလောက်ဖွင့်ပေးဖို့လည်းဝေစုနေတာပြည့်တော့မယ်။ဒီသမီးကလေးကိုတော့မရောက်အသက်ထက်ချစ်တယ်။သူ့ဘဝတစ်ခုလုံးတက်တမိုးထားတယ်။ တမီးကလေးအတွက်လိုအပ်သမျှဖြည့်ဆည်းပေးနေရတာကမယောင်အတွက်ဆုလက်ကြီးတစ်ခုပါပဲ။တမီးကလေးကိုသူ့ရင်ခွေကနေခွဲပြီးတော့အဝေးတနေရာမှာထားရတာကိုသူ့ပဝင်မကြပါဘူး။ဒါပေမဲ့ဝေးလံခေါင်းပြီးတော့သူ့ရွာကလေးမှာတမီးကလေးဘာလုပ်မလဲ။လူဘဝတက်တန်းရတော့လောကကြီးကနေသူ့ထွက်ခွာရချိန်မှာတမီးကလေးမျက်နှာငယ်စွာနဲ့ကြံ့ရင်ခင်မှာသူ့စိုးရိမ်ပါတယ်။ဒါကြောင့်မလို့လေလူတော်ဝင်ဆန်းတဲ့အလုပ်ကံလေးတစ်ခုဒါမှမဟုတ်ရင် အတမွေဝမ်းကြောက်အတွက်အမခံချက်ပေးနိုင်ရေးစီးပွားရေးလုပ်ငန်းတခုလုပ်ကိုင်နိုင်ပါစေဟုတဲ့ရည်ရွယ်ချက်နဲ့လှူထားရခြင်းမှာမျိုးမာနေတဲ့မောင်နှမ၃လဝမ်းခွဲလောက်တော်တဲ့အမကြီးစီမှာအနှံထားရင်းနဲ့တမိကလေးစားဖို့ဝတ်ဖို့ဈေးစကားတွေကိုတက်နိုင်သမျှပြေဆိုအောင်ထောက်ပံ့နေပါတယ်။ပြီးခဲ့တဲ့လကတမိကလေးစီသွားရင်းနဲ့အမဖြစ်သူရဲ့စကားကိုကြားရတော့ဒေါသမီဟုံဟုံတောက်ခေရသေးတယ်။တမိကလေးဆက်ချုပ်တင်နေကနေအသွားပြန်မှလိုင်းနောက်ရှက်တာကြုံရတဲ့ ိတ်တရင်ကိုကြတော့နောက်ဆက်သူကိုလိုက်ရှာကတက်မယ်ဖြတ်မယ်တကယ်ကြီးဖြစ်နေပါသေးတယ်။အမားဖြစ်သူကသူ့တာဝန်ထားပါ။သူစောက်ရှောက်ပါမယ်လို့အတန်တန်တားပြီးတော့သူ့ကိုရွာကိုအကျဉ်းပြန်လုပ်ခဲ့ရတယ်။ဘာပဲဖြစ်ဖြစ်တမီးလေးကိုစိတ်မချတာကတော့အမှန်ပဲ။အတီတကြလက်ထပ်ပေါင်းသိရင်တော့တမီးကလေးသဘောတူပါကန့်ကွက်စရာမရှိပါဘူး။တမင်တက်တက်ကြောရယုံဖြက်စည်းရယုံကြံသူမျိုးဆိုရင်တော့မရောက်ခွင့်မလွတ်နိုင်ဘူး။ညနေဆောင်တော့မယ်။ ကန်ဆက်ကြုံလေးတွေကရေကျက်မိတံတွေကိုကြားနေရတယ်။ပြာလီနဲ့ကောင်းကင်ပေါ်မှာတော့စစ်စလီငှက်အုပ်ကြီးတွေတတုပ်ပြီးတတုပ်ပြန့်တန်းသွားနေရအောင်မြင်ရတယ်။ဇော်ထူးတို့ဆီကတပင်းနေအောင်ကုထက်တီပြန်မရောက်ကြသေးဘူး။ဘဲစီမြောင်ခီးလူနေကြပါလေ။သူမဆောက်နိုင်တော့ပါဘူး။ဒါကြောင့်မဲအလို့သမားတစ်ယောက်ကိုတိတိကျကျမှခဲ့ပြီးတော့လေကလေးနဲ့ပြန်လာခဲ့တယ်။အပြစ်တင်ခြင်းလေတင်ပါစီတော့မနှက်ဖြစ်မနှက်စိုးစိုးမှာတမင်းလေးရှိရာမြို့ကလေးကိုတူးသွားရလိမ့်မယ်။ မပြောခိုင်းမရှင်းချက်တိုက်စားရစားစရာတွေနဲ့တမီလေးအတွက်လိုအပ်တဲ့ငွေကြေးကလေးတွေတွားယူပေးမှဖြစ်လိမ့်မယ်။မိရတဲ့မြင်ကွင်းကတော့သူ့ကိုအံ့အားသင့်စေတယ်။စောထူးတို့ရဲ့ပဲ့ထောင်စလီကောင်သူ့ရဲ့ရှေးရေစင်းတကားမှာရောက်နေပါလား။ပဲ့ထောင်ထဲမှာတော့လူတယောက်မှမရှိဘူး။အံ့ဩစိမ့်နဲ့လေကိုအသာကပ်ပြီး ရေစင်းတကားမှာတက်လာခဲ့တယ်။သူ့ရဲ့ရှေးကုပြစ်လေးပေါ်မှာစောထူးနဲ့ပဲ့ထောင်မောင်းသမားနှစ်ယောက်ရက်ပလင်းထောင်ကစီးစိမ်ယူနေကြတာတွေ့ရတယ်။ တာဝန်ခံကိုတော့မတွေ့ရအောင်။ဟာတငယ်ချင်းဘလို့ဖြစ်လို့မင်းအစိုးကြီးပြန်လာရရလေ။ဒိုးလေးကူပဲပြန်ကြတော့မလို့ကွာ။လာလာဒိုးနဲ့ဝိုင်းလိုက်ကြရအောင်။အဲ့ဒီလိုဆိုသူကမျက်စိမျက်နှာပြက်ပြက်နဲ့ထလာပြီးတော့မယောင်ရဲ့ပခုံးကိုလာဖက်ပြီး ကိုပြစ်စီကိုဆွဲခေါ်တယ်။မယောင်ရဲ့အကြီးကသူ့ရဲ့ရှေ့ဖနက်ချုပ်စီရောက်တယ်။ယောက်ျားဖနက်တရံနဲ့မိန်းမစီဖနက်တရံကိုတွေ့လိုက်ရတယ်။ပခုံးပေါ်လာဖက်ထားတဲ့ဇော်သူရဲ့လက်ကိုပုတ်ချလိုက်ပြီးတော့သူ့ရဲ့လေးစီတွားရင်ပြင်းနေ ။ဒါပါတငယ်ချင်းရာဒူးနဲ့ဝိုင်းဆက်မှာအထဲမှာဆရာရှိနေကွ။တွားမနောက်ရက်နဲ့။အဲ့ဒီလိုဇော်ထူးကလက်ကို အတင်းဆွဲကခေါ်တယ်။အဲ့ဒီချိန်မှာပဲရှင်မယုံမှနဲ့နော်။ကျမဒီလိုအစားလေးရမဟုတ်ဘူး။ရှင်တို့ကအလုပ်ပေးမယ်ဆိုပြီးညခေါ်လာတာမဟုတ်လား။ဖေပါကျမပြန်မယ်။အဲ့ဒီလိုမင်းကလေးတယောက်ရဲ့အတန်နဲ့အတူရုံးကန်လှူရှားတန်တွေထွက်ပေါ်လာတယ်။ဇော်ထူးရဲ့လက်ကိုတွန်းလွှတ်လိုက်ပြီးတော့အေးစီခြေလန်းလိုက်တယ်။ပေထောင်သမားလက်ထဲမှာအရက်ပလင်းလူကိုကမ်းပြီးတော့မရောက်ရှိမှလာရက်တယ် တပားကျုံပြီးသားပါပြီ။မင်းအောင်ရှေ့ဆက်တူရင်ခါဟုလန်ဆွေတဲ့ဆိုထူးကိုလက်ပြန်တစ်ချက်ရိုက်ချလိုက်သည်။အဲ့ဒီချိန်မှာပဲဘဲထောင်သမားပလင်းနဲ့လွှဲပြီးရိုက်သည်။မင်းအောင်ကဘဲချီတလန်းတက်ပြီးလက်ပြန်နဲ့ရိုက်၍ဖေးသည်။တပြိုင်တည်းမှာပဲညာဒူးနဲ့ဆက်ကနေတိုက်သည်။ဘဲထောင်သမားပလက်လန်ကြသွားသည်။မင်းအောင်သူ့လက်ကိုတူယုံနေ။နောက်ထပ်တနာရီနဲ့သတိပြန်လည်လာမှမဟုတ်ဘူး။အဝိစာဖျော်ပြင်းနေကောင်မလေးတယောက်အိမ်ပေါ်ကပြေးစင်းလာတယ်။"ကျမကိုကဲပါဦးလေးကြီးရဲ့ ကျမမိမကောင်းမှာကျမကိုအလုပ်ပေးမယ်ဆိုပြီးနားခေါ်လာကြတာဒီကြမပြောရင်မျက်နှာကိုလဝါးနေအုပ်ရင်ငိုတယ်မင်းအောင်ရင်ထဲမှာချင်းကလေးဖြစ်သွားတယ်တစ်ချိန်တည်းမှာပဲတမီးကလေးရဲ့မျက်နှာကိုတွားရမြင်တယ်တမီးကလေးအရွယ်လောက်ပဲရှိနေမယ်သူတမီးကလေးသာဒီလိုဖြစ်မျိုးချုပ်ရရင်ဒေါသတွေစုပွက်လာတယ်အင်္ဂလိပ်ပေါ်ကိုလွားကနေခုန်တက်တယ်တာဝန်ခံကို တွေ့ရတယ်ကိုကိုကိုမင်းအောင်ကျွန်တော်ရှင်းရှင်းပြပါမယ် တာဝန်ခံစကားကိုစုံအောင်နားမထောင်နိုင်ဘူး။အင်ဂျီရင်ဘက်ကိုစူးရီဆွဲပြီးတော့မျက်နှာကိုလက်သီးတစ်ချက်တွင်းလိုက်တယ်။တာဝန်ခံကြီးဖနှက်ချုပ်ကန်နေတလင်းကောက်ခွေပြုတ်ချသွားတော့တယ်။မေအောင်ရဲ့ဒေါသတွေကမပြေသေးဘူး။သူ့လက်ဆွဲတော့ငက်ကြီးတောင်သားကိုအခန်းထဲကိုဝင်ကယူတယ်။အတော်ဖွေဖွေနဲ့ငက်ကြီးတောင်သားကိုဝင့်ပြီးအိမ်ပေါ်ဟာဆင်းနေ။ဦးလေးကြီးလုံးမေလုံးမေကျမတို့နဲ့ဦးလေးကြီးဒုက္ခရောက်ပါမယ်။သူတို့လည်းပြေးကုန်ကြပါပြီ။ကောင်မလေးကမေအောင်ကိုအတင်းထားတယ်။ အဲ့ဒီချိန်မှာပဲပဲ့ထောင်စံနိုးတန်တထိုင်းထိုင်းကိုကြားလိုက်ရတယ်။ကောင်မလေးကိုတွန်းဖိပြီးတော့ရေစင်းတကားစီမဲအောင်ပြေးတယ်။ပဲ့ထောင်ခွာတော့ပဲ့ထောင်တမအခုထက်တိတတိမြာသေးဘူး။တွန်းလုံးပလက်နဲ့တာဝင်ခန်းကြီးကတော့ပဲ့ထောင်ပေးမှ꿰ပြီးမဲအောင်ကိုကြောက်ရွံ့စွာလမ်းကြည့်နေတယ်။ပဲ့ထောင်မောင်းသူကတော့စော်ထိုးပါမဲအောင်ကတောက်တစ်ချက်ပြေးစွာခောက်ပြီးတော့ရေလေကိုရောက်နေတဲ့ပဲ့ထောင်စီကိုကကြီးတော်သားကိုအယူမကန်ကန်အားနဲ့ပြစ်လိုက်တော့တယ်။ ။ရားတစင်းလို့အရှိန်ဖြစ်ပြေးဝင်လာတဲ့ငကြီးတောင်သားကဆက်လီရဲ့နေရမှာဒိုင်းကနေမြေအောင်ဝင်ဆိုင်တယ်။ဆက်တံပိုးကြီးပြင်းလာတယ်။တဖြည်းဖြည်းဝေးသွားတဲ့ပဲ့ချောင်ကိုကြည့်ပြီးတော့မေယောင်အန်ကိုတင်းတင်းကြိတ်ထားတယ်။သွားပြီ။ဒင်းတို့နဲ့အဆက်ပြတ်ပြီ။တငယ်ချင်းတယောက်ဆုံရှုံခဲ့ရပြီ။ပြီးတော့လာစင်ပုံမှန်ရနေကြငွေကြီးတွေ။တမီးကလေးအတွက်စက်ချုပ်စာလေးဖွင့်လိုက်ပေးခြင်းနဲ့ရီမန်းချက်တွေ။ပြီးကနေတတွေးတစ်ချက်ချောင်းကလေးနဲ့ထွေးလိုက်ပြီးတော့အင်စီကိုပြန်လှည့်လာတယ်။ ကြားငစင်လေးရဲ့လက်မှာအချိန်မီလူမြောက်ခဲ့သူကလေးကိုမြင်ရတယ်။တမားတယ်။အမျိုးကောင်းသမီးလေးတူကိုသူကယ်ဆယ်နိုင်ခဲ့ပါပြီ။ဘူတစ်ချက်ထင်းနဲ့ပဲသူဆုံရှုံဆွလို့ခဲ့ရသမျှကြေခဲ့ပါပြီ။ချောင်းကလေးစီမှာရေးပြီးစာပြူလာနေပါပြီ။ဟိုခလန်လန်ဒနီးပင်တော်တန်းစီကဘုံမြီတန်ကလေးလေးဝိမောင်ဝိကဝိကပါလာပါတော့တယ်။ပရိသတ်များရှင်စာရေးသူရင်းရင်းချော်ရေးသားထားတယ်။ကနာယနီးစီဆိုတဲ့ဇလန်လေးကတော့ဒီမာရီပြီးဆုံးသွားပါပြီ။ နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။